ကတိရွှေချန်နယ်လေးကပြန်လဲအကျိုးဆိုပါဗျာနော်နော်အခုကကျွန်တော်ကြောက်တော့ကြောက်တော့ဖြစ်စင်အောင်တွေ့ပြီဗျာမြို့တော်ကတင်လာတဲ့အရာလေးနော်ကြောက်တော့မှာနော်မနက်ခင်းတော့တင်လာရခိုင်လို့ဆိုကျွန်တော်နားမလဲဘူးအခုကြတော့မြို့တော်ကတွေ့ပြီအဲ့ဒါမနေ့ကညတွေရိုက်တာဆိုတော့ကျွန်တော်ညပဲရိုက်တာဆိုတော့ကျွန်တော်လည်း లై မရှာနိုင်ဘူးနော် లై အဲအားနဲ့ရခိုင်လို့တင်ပြီးလိုက်တာသူကသူဘာပြောလဲဆိုတာခမညာသူတို့ ပြောတဲ့အရာပေါ်မှာစဉ်းစားသုံးသပ်ပြတာအောင်တင်ပြီးလိုက်တာကျွန်တော်နားလို့ဒါမဲ့အလိုကြောက်တော်ပါတယ်ဟိုပေါင်း900ဘုံပါတယ်ဘာညာပြီးရပါတော့အဲ့ဒါမျိုးပါတယ်အခုကတော့အကုန်လုံးဒီမှာမျိုးတော်တင်ထားတဲ့အရာလေးချက်နာတော့ပါထမအောင်တရင်အနေနဲ့ကြောက်တော်မျိုးကိုစစ်ကောင်စီက Jet Fighter 3စီးနဲ့ဘုံကျဲတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အရခတက်တော် AA ထိန်းချုပ်ထားတဲ့ကြောက်တော်မျိုးကိုစစ်ကောင်စီကမနေ့ကမနက်အစောပိုင်း2:38မိနစ်2:42မိနစ်နဲ့ ၂နာရီ၄၈မိနစ်တို့မှာ Jet Fighter 3စီးနဲ့ဘုံကျဲရာဒေသခံတအူးသေဆုံးပြီး20ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကြောက်တော်မျိုးရှိမြို့တိရက်ကွက်ပြည်တော်သားရက်ကွက်နဲ့ရှမ်းရွာရက်ကွက်တို့ကိုဘုံတွေထိမှန်နေတာပါ။မြို့ပေါ်ရက်ကွက်တွေမှာမပောက်ကွဲသေးတဲ့ဘုံများလည်းကြန့်ရှိနေသေးတာကြောင့်ဒေသခံများကကြောက်လန့်နေကြတယ်လို့လည်းသိရပါတယ်။ဟုတ်ကဲ့ဒါတော့ ကြောက်တော်မှာဖြစ်သွားတဲ့အရာပေါ့နော်ဒါတော့မြန်မာလိုဆိုကျွန်တော်လည်းကျွန်တော်လည်းနားလဲပါကြီးအကြောင်းရောနည်းနည်းသုံးသပ်ပြမယ်ပေါ့နော်ကြောက်တော်ဖြစ်တဲ့ခင်ဗျားကိုလည်းသိရနော်အယောက်900စာနိုင်ပြောတာပါနော်အကြောင်းရောအများကြီးသိမပြောတော့ဘူးနော်အဲ့ဒီအရာကိုလည်းစာထုတ်ထားတာတော့မရှိသေးဘူး နောက်တစ်ချိန်ပျော်အဖြစ်ပံကိုပျော်မဲ့လူတွေပေါ်လာပါသေးလို့ဆုတောင်းပါတယ်ဗျာနော်ကြောက်တော်ကအယောက်900ဖြစ်စဉ်မှန်မှန်ကန်ကန်ပြောလာတဲ့လူအဲ့ဒီမှာကြုံခဲ့ပြီးတော့အသက်ဘေးကလွတ်လာတဲ့လူတွေပြန်ပြောပြတဲ့အရာလေးနော်ရှိလာပါသေးပါဗျာအဲ့ဒါမှကျွန်တော်တို့လည်းသိမှာပေါ့နော်အဲ့ဒါကျွန်တော်တို့လည်းအဲ့ဒါကြောင့်သိမှာအကြတော့နော်ဒီဟာဒီလောက်လေးပဲကျွန်တော်ဖြတ်လိုက်ပါတော့မယ်နော်